ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အီရန်နဲ့ပတ်သက်လို့ကျွန်တော်ဖတ်ထားဘူးတလောက်လေးပေါ့နော်အဲ့ဒါလေး ਨੇ ပေါင်းဆက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးချင်ပါတယ်အဓိကကတော့ဟိုတစ်ဖက်ဖက်ကိုဘက်လိုက်ပြီးပြောတာထက်ပေါ့နော်အအချက်လက်ကိုပေါ့အာကျွန်တော်ကကျွန်တော်သိထားတာလေးတို့ရှိတယ်ဆိုတော့မျှဝေပေးမယ်ဒါတော့ကိုယ့်အကိုတုံသက်ပေါ့နော်အဓိကကတော့ကျွန်တော်အီရန်ဂျောင်းကိုပရမအိုးဆုံးဆက်ပြီးတော့အသေးသေးချာချာဖတ်ဖြစ်တာကကျွန်တော်အိုမာခီရမ်ဆိုတဲ့ဒီ ကဗျာဆရာကြီးပေါ့နော်အီရန်ကဗျာဆရာကြီးပေါ့သူကဗျာလေးတွေကအရန်ကိုနူးညံ့ပြီးတော့အိုက်ခဲအိုက်ခါနဲ့တောင်မှနော်ဒါတတော်မှဟိုလှတဲ့ကဗျာလေးလို့ပြောလို့ရတယ်ဒီဘက်ခေတ်ထိလဲဒါဖတ်လို့ရှင်အရန်ကိုချစ်စရာကောင်းတဲ့ကဗျာလေးပေါ့နော်ဆိုတော့ကျွန်တော်အများကြီးတော့မဖတ်ဘူးဒါပေမဲ့ဖတ်ဖို့တလောက်ကတော့အဲသဘောကျတယ်ပေါ့နော်အဲ့တော့အဲ့ဒီဥမာခရင်ရဲ့အထုပ်ပတ်တွေကိုဖတ်ရင်းနဲ့အဲ့ဒီအီရန်နဲ့ဆက်ဆက်ပေါ့နော်သူကအီရန်ဆိုတော့အဲ့တုန်းကအင်ပါယာကြီးကိုပါရှားအင်ပါယာကြီးဆိုတော့သူကဟိုနိုင်ငံပေါင်းများစွာနဲ့သူက ချိဆက်နေရတော့အဲတော့ကငငင်းအကြောင်းတွေကျွန်တော်တိလိုက်ရတယ်။နောက်ပိုင်းအဲ့လိုပေါ့စိတ်ဝင်စားလို့ဆက်ဆက်စာရီလိုက်ဖတ်တဲ့အချိန်မှာလည်းဒီပါရှားတွေအီရန်တွေအကြောင်းကိုသိရတယ်ပေါ့လေနော်။နောက်ပိုင်းစကားတွေကြည့်တော့လည်းအဲ့လိုပေါ့စကားတွေတမှပါတယ်ပေါ့နော်။အဲ့ဒီအီရန်ရဲ့ revolution ပေါ့လက်ရှိနောက်ဆုံးဒီအုပ်ချုပ်နေတဲ့သူတွေတက်လာတဲ့ကာလပေါ့နော်1989ခုနှစ်မှာပေါ့နော်။အဲအဲ့တော့ဟာတွေနောက်ပြတ်လို့ရှိရင်အီရန်ကဟိုထွက်တဲ့နာမည်ကြီးဗီဒီယိုစကားတချို့ပေါ့နော်။ အဲအဲ့ဒါလေးတွေကနေဆပြီးတော့ပေါ့ကျွန်တော်အီရန်နဲ့ပတ်သက်လို့တည်လာရတယ်နောက်ပိုင်းကျွန်တော်မှာအီရန်မိတ်ဆွေတွေရှိလာတယ်ရှိလာတော့သူတို့နဲ့လည်းစကားပြောပြတဲ့အခါမှာပို့ပို့ပြီးတော့ကျွန်တော်စိတ်ဝင်စားတော့ပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တည်တလောက်လေးကိုဒါကမျှဝေတာဖြစ်ပါတယ်နောက်ပြီးတော့တချို့အချက်လက်တွေတိကျအောင်အတွက်ကတော့ကျွန်တော် Google ကနေလိုက်ပြီးတော့ရှာထားတယ်ပေါ့နော်ဒီနေ့တနေ့ကုန်ကျွန်တော်အဲ့ဒါကို လိုက်ပြီးတော့ပြည့်စုံထားတာပေါ့နော်။အော်ဒီနေ့တနေကုန်ရဲ့မနေ့ရက်တရက်ရက်ပေါ့နော်။ကျွန်တော်လိုက်ရှာပြီးတော့အချက်လက်တွေစုထားတယ်။ဒီနေ့ကတော့အားလုံးကိုဒါအနှစ်ချုပ်ပြီးတော့ပေါ့နော်။ပြန်ပြီးတော့မျှော်ရတာပါ။ပါရှန်စတက်ကြီးချီတက်လာရင်မြေကြီးတင်းတိမ်တုံနေ။ပါရှန်နေမြောင်မွေရရင်ကောင်းကင်တော်မဲမောင်သွားတယ်။စသဖြင့်ပေါ့နော်။တမိုင်းမှာပြောစမှတ်ပြရလောက်တဲ့အထိရှိခဲ့တဲ့ပါရှန်တွေကဒီနေ့ခေတ်အီရန်နိုင်ငံကပါ။300ဆိုတဲ့ဇက်ကားမှာစပါတန်စစ်သားအယောက်300နဲ့ တောင်ကြားမှာခံပြီးတော့ခြားတယ်ဆိုတာလေဒီပါရှန်စစ်တပ်ကြီးကိုပေါ့နော်။အီရန်နိုင်ငံသားအများစုကရှီးယားမွတ်စလင်တွေဖြစ်ပါတယ်။အရက်လူမျိုးတွေမဟုတ်ပါဘူး။သူတို့ကပါရှန်တွေပေါ့နော်။သူတို့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ဖာရစီစကားကို ပြောသလိုမွတ်စလင်ဖြစ်တဲ့အတွက်အရက်စကားကိုလည်းသူတို့ကအသင့်အင့်တော့ဖတ်နိုင်ကြတယ်ပေါ့နော်။ဒါပေမဲ့လူတိုင်းကတော့ဟိုအရက်စကားကိုကျွမ်းတာတော့မဟုတ်ပါဘူးပေါ့နော်။လေ့လာတဲ့လူတွေပဲကျွမ်းတာပေါ့။ဒါပေမဲ့ထူးခြားတာတစ်ခုကကြတော့ ဖရစီမှာရေးတဲ့၃နဲ့အခရာနဲ့ပေါ့နော်အရပ်မှာ၃နဲ့အခရာချင်းအရတူပါတယ်။ဥမာညာဘက်ကနေပြီးတော့ဘေဘက်ကိုရေးတဲ့အဲရေးတဲ့ပုံစံချင်းလဲတူတယ်ပေါ့နော်။ဒါပေမဲ့သူတို့ရဲ့ grammar တွေသူတို့ရဲ့ sentence structure ပေါ့နော်။ဒါရီအစဘာမှမတူဘူးလို့ပြောလို့ရပါတယ်။အီရန်ကိုမွတ်စလင်မရောက်ခင်တုန်းက Zoroastrianism ဆိုတဲ့ဘာသာကိုကိုးကွယ်ကြပါတယ်။ကျွန်တော်အတန်ထွက်ကတော့ဒါမကောင်မှမယ်ပေါ့နော်။ဒီကတော့ဒီ Zoroaster ဆိုတဲ့ပုဂ္ဂိုလ်က ီဘာသာကိုထောင်ခဲ့တာပါအီရန်ကိုမွန်ဂိုတွေဝင်သိမ်းပြီးတော့သူကခန်းနိုင်အနေနဲ့ပေါ့မွန်ဂိုအင်ပါယာတဲ့တင်းသွင်းလိုက်ချိန်မှာအီရန်ကမွတ်စလင်နိုင်ငံဖြစ်နေပါပြီဒါကြောင့်မလို့မွန်ဂိုအရှင်သခင်တချို့လည်းပဲမွတ်စလင်ဘာသာတွေဝင်ကြပါတယ်အီရန်မှာမွန်ဂိုတွေမဟုတ်ဆိုးခင်တုန်းကတော့ကမ္ဘာကျော်အင်ပါယာကြီးတွေရှိခဲ့တယ်ပြီးတော့လက်ရှိအချိန်ထိလည်းပြည်စမတ်ပြရတဲ့ဒီဟာရှက်ရှင်လို့ခေါ်တဲ့လွတ်ကျင်တဲ့တပည့်သမားတွေလည်းရှိခဲ့တယ်ပေါ့နော်ဒါဟာရှက်ရှင်တွေအကြောင်းကိုဒါကျွန်လို့ပြောလို့ရှိရင်ဟာရှက်ရှင်ဆိုတဲ့ဇာတ်ကားကနောက်ပိုင်း ီခရီးယန်ပေါ့နော်ဒီခရီးယန်ဘာသာရေးစစ်ပွဲဆင်နွှဲတဲ့ခရူစေဒါတွေစီကိုရောက်သွားပြီးတဲ့နောက်ပိုင်းဒါ assassin ဆိုပြီးဖြစ်လာတယ်လို့ပြောကြတယ်ပေါ့နော်ဒါတမန်ပညာရှင်တွေပြောတာပေါ့လေ assassin တွေဆိုတော့ကတော့တကယ်တော့တရုတ်တိုင်းကားတို့ဂျပန်တိုင်းကားတို့တွေကလိုမျိုးဒဏ္ဍာရီဆင်ဆန်းပေါ့လေတော်တော်ကြီးကိုသွန်းမှုမှုရှိခဲ့တယ်သူတို့တွေကအရိခေတ်ကာလမှာဆိုရင်အီရန်ထိပ်ပိုင်းနိုင်ငံရေးသမားတွေကိုတော့လောက်ကျန်တပ်ဖြတ်ဖို့တီးတန့်ကိုလေ့ကျင့်သင်တန်းပေးထားတယ်လို့ပြောတယ်ပေါ့နော်သူတို့တွေကို elmut လို့ခေါ်တဲ့ ောင်ပေါ်ခန္ဓာကြီးတစ်ခုမှာလေ့ကျင့်သင်ကြားပေးပါတယ်။အဲဒီတော့ကလုတ်ကြံတက်ဖြတ်တဲ့နေရာတွေမှာသူတို့တွေကတော်တော်ကိုကျွမ်းကျင်ပြည့်ကြီးလုံလို့လူတော်များကအာတော်တော်ကြီးကိုကြောက်ရွံ့ကြရဲပေါ့နော်။နောက်ပိုင်းမွန်ဂိုရီရောက်လာတော့ဒီမွန်ဂိုရီတဲမှာမှဒီရောက်လာတဲ့အဖွဲ့ကိုဥဆောင်တာကဂန်ဂျစ်ခန်ရဲ့မြေပေါ့နော်။ကူဘလန်ခန်နဲ့ဆိုရင်ဒါညီအကိုတော်တဲ့ဟဲလေဂူခန်ဆိုတဲ့သူကပေါ့အဲ့တောင်ကိုအရင်ဝိုင်းနေဝိုင်းပြီးတော့ခေါင်းဆောင်နေတဲ့အတူတူအဲ့လုတ်ကြံတက်ဖြတ်တဲ့မတွေအကုန်ဖမ်းပြီးတော့ တုတ်တင်လိုက်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှင်အဲ့ဒီခန္ဓာကတိုက်ရလဲခတ်တယ်တိုက်ရခတ်တဲ့အပြင်မှာဒီလိုလွတ်ကျန်တပ်ဖြတ်ရေးသမားတွေကလည်းတော်တော်ကြီးကိုစကေးကအရန်ကိုမြင့်တော့မွတ်စလင်ကဘာမှာဆိုလို့ရှင်အရိခက်ကာလာမှာပေါ့နော်အဲ့ဒီနေရာကိုဒါတီးတက်အပိုင်စားပေးထားတဲ့နေပြည်လိုမျိုးသတ်မှတ်ထားတာပေါ့တီးတက်နိုင်ငံတစ်ခုလိုတော့မှသူကသတ်မှတ်ထားတာပေါ့နော်တော်ရုံမထီရဘူးပေါ့အဲ့ဒါမှမွန်ဂိုရီးယားအရင်ဝိုင်းပြီးတော့အကုန်လုံးအပြည့်ရှင်းလိုက်တာပေါ့နော်အဲ့ကနေထွက်ပြေးလွတ်မြောက်သွားတဲ့လူတွေရှိပေမဲ့ အဲ့ဒီကစားလို့သူတို့ဆက်ပြီးတော့ခေါင်းမထောင်နိုင်ကြတော့ဘူးပေါ့နော်သူတို့ဆက်ပြီးတော့ဟိုပေါ့ဒီရှိတဲ့လူတွေနဲ့ပြန်ပြီးတော့သူတို့အာစူးစမ်းပြီးတော့ပေါ့နော်အဖွဲ့ကိုပြန်ထောင်ပို့တော့လှုပ်တယ်ဒါပေမဲ့အရင်လိုမျိုးသူတို့မဖြစ်လာတော့တဲ့အတွက်လူတွေကြားမှာလည်းသူတို့ဩဇာအာဏာတွေကျဆင်းလာပြီးတော့နောက်ဆုံးသူတို့ပျောက်ကွယ်သွားတာပေါ့နော်မွန်ဂိုတွေအီရန်ကိုနှစ်ပေါင်းတရာကျော်အုပ်ချုပ်နိုင်တယ်ဆိုတာကလည်းဒီဟက်ဆစ်ရှင်တွေကိုအရင်နှင်းနေနိုင်ခဲ့လို့လည်းဒါပညာရှင်တွေကသုံးသပ်ကြတယ်ပေါ့နော်ဒါမွန်ဂိုတွေကိုယ်တိုင်လည်းဒီလိုတွက်ပြီးတော့ ဒီကောင်တွေအရင်နှင်းနှင်းမှဖြစ်မယ်လို့သူတို့တွက်ပြီးတော့မှအရင်ဆုံးနှင်းနှင်းခဲ့တာလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်အဲ့ဒီ hash ရှင်တွေပတ်သက်လို့ဒီဓာတ်ရိုက်ပြောထားတာမဟုတ်ဘူးပေါ့နော်သူတို့အကြောင်းလေးနည်းနည်းပပပြောထားတဲ့ဇာတ်လမ်းကိုကြည့်ကြလို့ရှိရင်2014 15လောက်မှထွက်ခဲ့တဲ့ Marco Polo ဆိုတဲ့ Netflix ဇာတ်လမ်းတွေကြည့်ကြည့်ပါလေအဲ့ဒီမှာကသူတခန်းလောက်ပါတယ်အကြောင်းလေးစဝင်စားဖို့တော့ကောင်းတယ်ဆိုပေါ့နော်ဒီနေရာမှာကြုံလို့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်နမေကျော်ကပ္ပရာဆရာကြီးဥမာခေရန်ပေါ့နော်ဒါပုံမှန်လေးပြောခဲ့တယ်အဲ့ဒီဥမာခေရန်ကဒါအီရန်က ကျွန်တော်အမှတ်မမှားဘူးဆိုလို့ရှိရင်သူ့စာရီကဗျာတွေကိုဆရာမင်းတူဝင်ကဘာသာပြန်မှုတယ်အဲ့ထက်ကမမဲ့ရကဗျာတစ်ခုကဘာလဲဆိုတော့ကဗျာအသေးပဲကဘာလဲဆိုတော့တစ်ပင်အရေးအောက်မှာသူသူချစ်သူလေးနဲ့သူအတူတူထိုင်နေတယ်ပေါ့နော်ဘေးမှာလည်းစမ်းကြောင်းလေးကစီးနေတယ်အဲပြီးလို့ရှိရင်ဝိုင်တစ်ခွက်ပါမယ်ကဗျာဆောက်လေးတစ်အုပ်ပါမယ်ပြီးရင်ပမိုလေးတစ်ချက်ပါမယ်အဲ့ဒါလေးဒါရှိနေမယ်ဆိုလို့ရှိရင်ဒါသူနေတဲ့နေရာကဒါတော့တော့ပေါ့နော်လူသူမနီးတဲ့တော့တဲ့နေရာမှာ ဖြစ်ရင်တောင်မှ သူ့အတွက်ပျော်စရာနိဗ္ဗာန်ပေါ့နော်သူကောင်းကင်ဘုံထဲတောင်သူလင်းနိုင်တယ်ပေါ့လေဆိုတော့အဲ့လိုအဓိပ္ပာယ်ရတဲ့ကဗျာလေးဆက်ထားတာပေါ့နော်အဲ့ဒီခေတ်ခါဒါဟိုသူ့ကဗျာတွေတော်တော်ခေတ်ရှိပြည့်တယ်လို့ပြောလို့ရတယ်တော်တော်နူးရွာတယ်ပေါ့နော်ဒါပေမဲ့ဥမာကီယန်ကသူကကဗျာမာတယ်ထူးချင်တာမဟုတ်ဘူးသူကဒီစမှုလက်မှုပေါ့နော်အဲ့ဒီမှာလည်းသူကကျွမ်းကျင်တယ်ပြီးရင်သူကတင်ချာပိုင်းမှာပေါ့တင်ချာကိုလည်းသူက algebra ပေါ့နော်ကျွန်တော်တို့စိတ်ချောင်းတော့ကတင်ခဲ့ရတဲ့ algebra ကိုလည်းသူကပြန်ပြီးတော့ပို့ပြီးတော့ကောင်းအောင် သူ့လက်ထက်မှာ तू မွမ်းမံထားတာပေါ့နော်နောက်ပြီးတော့သူ့လက်ထက်မှာ तू ပြုစုလိုက်တဲ့ calendar ပေါ့ပြက်ကဒိန်က Gregorian calendar ထက်ကိုပိုတိကျတယ်လို့ပြောတယ်ပေါ့နော်ဘာလို့ဆို तू ကနှစ်ခတ်တရားပိုင်းမှာလဲတော်တော်လေးကိုကျွမ်းကျင်နှံ့ဆက်တဲ့ပညာရှင်ဖြစ်ခဲ့တာဟုတ်အဲ့တော့အီရန်နိုင်ငံအကြောင်းကိုပြန်ဆက်မယ်ဆိုလို့ရှိရင်အီရန်ရဲ့ရင်ကျေးတဲ့လူမှုအတိုင်းဝိုင်းဒီ civilization ပေါ့လေအဲ့ဒါကတော်တော်ကြာပြီသူက BC လွန်ခဲ့တဲ့3000ဝန်းကျင်လောက်ကတည်းကစတင်ခဲ့တာပေါ့နော် အခုခင်ဗျပြန်တွေ့မယ်ဆိုတာစုစုပေါင်းနှစ်ပေါင်း9000ကျော်လောက်ကလေးကနေပြီးတော့ဒီနေ့ခေတ်ထိကိုထောက်လျှောက်ရှိနေတဲ့ထောက်လျှောက်တည်တတ်နေတဲ့ civilization လို့ပြောလို့ရတယ်ပေါ့လေသူတို့မှဒါအရှိမပြောခဲ့သလိုပေါ့သူတို့တွေမှဒါ empire တွေအများကြီးရှိတယ်အဲ့ထက်မှမှ Parthian empire ဆိုတာရှိတယ်အဲ့တုန်းကဆိုလို့ရှိရင်သူကသူတို့နဲ့ခေတ်ပြိုင်က Roman တွေပေါ့လေအဲ့တုန်းကအကြမ်းဆုံးလို့ပြောလို့ရ Roman တွေကသူတို့ကအနိုင်တိုက်နိုင်ခဲ့တာနောက်ပြီးတော့အဲ့ဒီ Persian Virgin တွေတဲ့ကတယောက်ဖြစ်တယ်ပေါ့နော် Cyrus the Great ဆိုလို့ရှိရင်လေဒါလူအခွင့်အရေးကို ထမဦးဆုံးအတိမတ်ပြုပေးတဲ့ဘရင်ဆိုပြီးတော့နမိတ်ကြီးတယ်ဒုက္ခဒုက္ခမှာဒါဟိုဒုက္ခဒုက္ခမပြောနဲ့နော်ဒီဘက်ခင်မှာတော့ဒါလူခွင့်ကြီးကိုလေးစားဖို့ဆိုတာဒါတိလာတာမကြသေးဘူးပေါ့နော်လူတွေအတန်ကြီးကြီးထွက်လာတာမကြသေးဘူးဒါပေမဲ့လွန်ခဲ့နှစ်ပေါင်းထောင်ပေါင်းများစွာနေပြီပေါ့နော်လွန်ခဲ့နှစ်ထောင်ချီပေါ့နော်အဲ့ဒီကာလမှာခရေကသူကလူခွင့်ကြီးကိုစပြီးတော့သူကအတိမတ်ပြုခဲ့တယ်လူသူအုတ်ချုပ်တဲ့နနမိတ်အတွင်းမှာပေါ့နော်လူခွင့်ကြီးကိုအလေးထားလို့သူကနမိတ်ကြီးတယ်အဲ့ဒီခက်ကသူ့ရဲ့ဒီနိုင်ငံရေးအယူဆတွေ နိုင်ငံအုပ်ချုပ်ပုံတွေပေါ့နော်အဲ့ဒါကိုတခြားဟိုခစ်ပြိုင်ဖြစ်တဲ့ဂရီတို့ဘာတို့လို့နိုင်ငံတွေကပြင်နေတော့အုပ်ချုပ်တဲ့သူတွေတော့သူအတူယူခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီကဘာပေါ်မှာပရမောင်ဆုံးလူခွင့်ရေးကိုအတိမတ်ပြုတ်ခဲ့တဲ့ဘရင်ဆိုပြီးတော့ဒီကုလသမဂ္ဂကတော့မှာဒါအတိမတ်ပြုတ်ထားတယ်ပေါ့လေသူကသူကဘာကြီးလုတ်ခဲ့လဲဆိုတော့သူ့လက်ထက်မှာဒါကျွန်စနစ်ကိုတားမြစ်ထားတယ်ကျွန်စနစ်ကိုဖျက်သိမ်းတယ်ပေါ့နော်ပြီးရင်ဘာသာရေးလိုလက်ခွင့်ပေးတယ်ဘရင်နေကိုရန်ကတော့ဘာသာရေးကိုသူ့ဘာသာရေးနဲ့ပတ်သက်လို့ရှိရင် ဲ့တော့မှာဆိုလိုအက်စတာဘာသာပေါ့နော်အဲ့ဘာသာကိုသူက seriously ကိုးကွယ်ကြပြီမဲ့တခြားဘာသာတွေကိုလည်းသူကလက်ခံတယ်သူက empire ကြီးကအကြီးဆိုတော့လေအခု iran နယ်မြေထက်ကိုသူကကြီးတယ်ဆိုတော့အဲ့မှာသူတခြားဘာသာဝင်နေလူမျိုးတွေရှိတယ်အဲ့တော့သူကအတူရှင်တွဲနေထိုင်တဲ့ဘွာတော့အဲ့ကလေးသူကကျင့်သုံးတာသူအုတ်ချုပ်ခဲ့တဲ့ကာလဆိုရင်တော့ဒါ BC 600စုဝင်ခြင်းပေါ့နော်ခရစ်တော်တော်မပေါ်သေးတဲ့ကာလပေါ့နောက်ပြကြလို့ရှိရင် iran ကသူက roman empire တို့နောက်ပိုင်း byzantine empire တို့နောက်အဲ့ကက်ကာလပေါ့နော်တကယ်ဟို ခန္ဓာကြီးကြီးခဲ့တဲ့ empire ကြီးတွေနဲ့သူကခစ်ပြိုင်ဖြစ်ခဲ့တော့ဘာလို့သူကလဲအစောဆုံးကိုအဲ့တော့သူတို့ပါရှားမှာပညာရှင်တွေတော်တော်များများထွက်ခဲ့တယ်ဟိုမှာတင်ချာနဲ့ပတ်သက်တာတို့အတွေးခေါ်နဲ့ပတ်သက်တာတို့စိပညာနဲ့ပတ်သက်တာတို့နက္ခတ်ဗီရနဲ့ပတ်သက်တာတို့စသဖြင့်ပေါ့နော်ကဏ္ဍအသီးသီးမှာသူပညာရှင်တွေအများကြီးထွက်ခဲ့တာဟိုမှာစိပညာပိုင်းဆိုလို့ရှိရင်လည်းဒါစီဝါစံသက်တာတွေဒါ clinical trial ပေါ့နော်အဲ့ဒါမျိုးလုပ်တာတွေပြီးရင် quarantine ပေါ့နော်ရောဂါပုံပြောင်းအောင် quarantine စနစ်ကိုသူရဆက်လုပ်တာပြီးရင်လူနာကိုထုံစည်းပေးပြီးတော့ခွဲစိတ်တာပေါ့နော်ပြီးလို့ရှိရင် ဒီစိတ်ယောဂနဲ့ပတ်သက်ရင်လည်းအဲ့ကြတဲ့တို့ကလူတယောက်ရဲ့ဒါ psychology ကိုတို့ကအရင်ကိုအလေးထားတယ်ထားပြီးတော့အဲ့ဒါနဲ့ပတ်သက်တဲ့စီးပွားတွေဖော်ဆက်တာမျိုးတွေလည်းစလုပ်နေကြပြီပေါ့နော်အဲ့ကြတဲ့စိုက်ပျိုးရေးဆိုလို့ရှိရင်လည်းရေငွေ့မပြောင်းတဲ့ရေသွင်းစိုက်ပျိုးနည်းစနစ်ဆိုတာကိုလည်းသူကထွင်ခဲ့တာလက်ရှိအချိန်ထိလည်းဒီတခြားကမ္ဘာနိုင်ငံတချို့မှာလည်းဒီနည်းစနစ်ကိုသုံးတယ်လို့ပြောတယ်ပေါ့နော်ဒီကတော့ဒါရိုးရိုးရှင်းရှင်းလေးပဲတောင်ပေါ်ကကျလာတဲ့ရေကိုတို့ကမြေအောက်မှာလှိုင်ကောင်းနေ ဖောက်ပြီးတော့အိုက်ကနေလှိုင်ကောင်းတွေကနေတွေ့ပြီးတော့ရေရှားတဲ့အရက်တွေမှာပြန်ပြီးတော့စိုက်ပြိုးတာပေါ့နော်ဒီအကြောင်းကိုလိုက်ရှာမဖက်ပူးခင်ရဆိုလို့ရှင်တော့ဒါမျိုးကိုကျွန်တော်စဉ်းတော်မစဉ်းစားမိဘူးပေါ့နော်နောက်ကြရင်အခုကဘာမှာတုံးနေတဲ့အရက်ချက်တာတို့ရေမွေးထုတ်တာတို့စသဖြင့်ပေါ့နော်အဲ့အတွက်ပေါင်းခန့်ရေယူတဲ့နီးကလည်းအီရန်ကပဲစပြီးတော့သူတို့ထွင်တာပေါ့နော်အက်ဆစ်လို့ခေါ်တဲ့ငရေမျိုးကိုလည်းအီရန်ကပထမဆုံးထုတ်တာနောက်သူတို့ရာဂျီယိုမက်ထရီတို့စီမက်ထရီတို့ပေါ့နော်အဲ့ဒီမှာကျွမ်းကျင်တော့သူတို့ဆောက်တဲ့ဗလီတွေနဲ့နန်းတော်တွေရတာတော်တော်ကြီးကိုမျက်စိပရတာဖြစ်တယ်တော်တော်လှတယ်ပေါ့နော် ော်တော်ကြီးကိုအချိုးစားကြပြီးကြည်ကောင်းတယ်ပေါ့လေခုနကသူတို့ရဲ့ဘာသာရေးကိုပြန်ပြောမယ်ဆိုရင်သူတို့ကလေခုန Zoro Aster ဘာသာကိုကိုးကွယ်တယ်ပေါ့နော်အဲ့ဒါကတကယ်တမ်းကတော့ပေါ်တာက BC 2000ဝန်းကျင်လောက်ကပေါ်တယ်ဆိုပေမဲ့အထောက်ထားလလန်းမိတဲ့အထောက်ထားရတော့ BC 600အထိပဲထောက်ထားရှိတယ်ပေါ့နော်ဆိုတော့အဲ့အထောက်ထားကနေတွတ်ရင်တော့မှသူကဒီဗုဒ္ဓထက်ပေါ့နော်ဗုဒ္ဓထက်စောတယ်ဗုဒ္ဓထက်စောပြီးတော့သူကပေါ်လာတာပေါ့ဗုဒ္ဓကတော့480နဲ့ 400ကျားတို့ BC 484ကျားတို့500ကျားဆက်သွင်းမလို့ကွဲလက်ချက်တွေရှိတယ်ဒါပေမဲ့သူကမဆွာဖျားတယ်စောတယ်သူတို့ဘာသာမှာကျတော့သူကတဆူဒီတော့ဖျားကိုကူးွယ်တယ်ကောင်းကင်ဘုံနဲ့ငရဲဆိုရင်ရှိတယ် Angel တွေ Demons တွေအဲ့ဒါတွေဆိုရင်ယုံကြည်တယ်နောက်ပိုင်းဒီ8900စုရောက်လာတော့ဒီနောက်ပိုင်းပေါ့နော်အဲ့တော့မွတ်စလင်တွေသူတို့ကိုဝင်တိုက်တဲ့အချိန်မှာဆိုရိုဘာသာဝင်တွေအများပြားထွက်ပြေးကြတာပေါ့နော်အဲ့အချိန်မှာသူတို့ကဘာဖြစ်လို့အတိုက်ခံလဲဆိုတော့ထုံးစံတိုင်းပေါ့ဗျာ Empire တွေကသူကဟိုအနာပါဝါတက်နေတဲ့အချိန်ကြီးရှိတယ် အာနာပါဝါပြန်ကျလာတဲ့အချိန်တွေရှိတယ်ဒါတော့လောကကြီးရဲ့သဘာဝပေါ့နော်အဲ့လိုအာနာရီပါဝါတွေကျနေတဲ့အချိန်မှာမွတ်စလင်တွေကအချိန်မှာအကောင်းလာတာပေါ့နော်မွတ်စလင်တွေကသူတို့ကအစတော့ကတကွဲတပြားနေကြတာပေါ့လူမျိုးစုလူမျိုးစုနဲ့တကွဲတပြားအဲ့လိုခနာရထဲမှာနေကြရင်းနဲ့နောက်ပိုင်းသူတို့တွေကစူးစီးလာပြီးတော့အဲ့နောက်ပိုင်းအင်အားတွေကောင်းလာတာပေါ့အဲ့အချိန်မှာလဲသူကပါရှန်ကသူကဘိုင်ဇန်တိုင်းအင်ပါယာကြီးနဲ့သူကတိုက်နေရတာချနေရတာပေါ့နော်ဆိုတော့အဲ့အချိန်မှာသူတို့ကလည်းကိုယ့်အကူလည်းဒီပြည်တွင်းမှာလည်းနိုင်ငံရေးရ အာနာပြိုင်နာတွေအဲ့လိုမျိုးတွေဖြစ်နေပြီဆိုတော့သူများဝင်သိမ်းတာခံလိုက်ရတာပေါ့နော်နောက်ဆုံးဆိုရိုဘာသာဝင်တွေအများကြီးထွက်ပြေးသွားတယ်အီရန်ပါရှားတွေလည်းအကုန်လုံးမွတ်စလင်တွေဖြစ်ကုန်တော့ပေါ့နော်အဲ့ထွက်ပြေးလာတဲ့ဆိုရိုဘာသာဝင်တွေကိုအဲ့ခေတ်မှာလက်ခံထားတဲ့နိုင်ငံတော်များရှိတယ်သူတို့တွေထဲမှာအိန္ဒိယတော့အများဆုံးပေါ့နော်လက်ရှိချိန်ထိလည်းဒီဆိုရိုဘာသာဝင်တွေအိန္ဒိယမှာအများကြီးရှိတယ်ကဘာမှဆိုအများဆုံးပဲပေါ့နော်လက်ရှိချိန်ဒီဆိုရင်ဒါတကဘာလုံးမှာဆိုရဘာသာကိုးကွယ်တဲ့အရေးအတွက်ကတသိန်းကနှစ်သိန်းကြာရှိရလို့ဒါဝီကီပီးဒီးယားမှာတော့ဖတ်ကြည့်ရတော့တွေ့တယ်ပေါ့နော် ဲ့တော့ခုနှစ်ရာစုမှာမွတ်စလင်တွေဝင်သိမ်းတယ်73ရာစုကြတော့မွန်ဂိုတွေဝင်သိမ်းတယ်အဲ့ချိန်မှာမွန်ဂိုခေါင်းဆောင်တွေကကြတော့ဗုဒ္ဓဘာသာဝင်တယ်ပြီးလို့ရှိရင်မွန်ဂိုရဲ့ဖျားပေါ့လေသူကခေါင်းကင်းပြဖျားကိုကိုးကွယ်တယ်လို့သူကရှိတာဟုတ်ဆိုတော့အဲ့ဒီကိုးကွယ်သူတွေဖြစ်ပေမဲ့နောက်ပိုင်းသူကဒေတာခန့်ရဲ့အဲထောက်ခံမှုပိုအကောင်းလောင်ဆိုတော့အစ္စလမ်ဘာသာကိုပြောင်းလိုက်ကြတယ်ဒီခေါင်းဆောင်ပိုင်းကပြောင်းလိုက်ကြတာပေါ့နော်ဒါလည်းတမိုင်းမှာတော်တော်ကြီးကိုမှတ်တမ်းနေနဲ့ထူးထူးခြားခြားဖြစ်ရတဲ့မှတ်တမ်းပေါ့နော်အဲ့တော့မွန်ဂိုတွေအုပ်ချုပ်သွားပြီးနောက်ပိုင်း ဒီတက်ကရစ်1500ဝန်းကျင်လောက်အထိနိုင်ငံကဆက်စစ်မှုမှာဖြစ်တယ်။ဒါပေမဲ့1500တခုနှစ်ကနေစပြီးတော့နောက်ပိုင်း18ရာစုအစောပိုင်းအထိပေါ့နော်။အုတ်ချုပ်တဲ့မင်းဆက်တွေလက်ထဲမှာတော့နိုင်ငံကပြန်ပြီးတော့ထူထောင်လာတယ်။ဒေတာရွန်းမှာစူပါပါဝါပြန်ဖြစ်လာတယ်။အဲ့ကနေမှနောက်ထပ်နာဒါရှားဆိုတဲ့ဘရင်ထက်တက်လာတယ်။အဲ့ချိန်မှာလည်းသူကနိုင်ငံကတောင့်တင်းနေတော့မယ်သူကစစ်ဖြစ်တယ်ဆိုပေမဲ့အင်အားကောင်းတယ်သူကသူကတော့စစ်တိုက်တဲ့ဘရင်ပေါ့နော်။အဲ့ဒီနာဒါရှားဘရင်ကတော့18ရာစုအကုန်ပိုင်းလောက်အထိသူကကောင်းနေသေးတယ်။ ဒီပါရှားအင်အားကောင်းနေသေးတာပေါ့နော်အဲ့ကနေမှနောက်ပိုင်း1920ခုနှစ်လောက်အထိအုပ်ချုပ်တဲ့ကာဂျာဆိုတဲ့မင်းဆက်ရှိတယ်အဲ့လက်ထက်မှာကျတော့လူလူထောက်ခံမှုကြာလာတယ်သူကအဲ့ခေတ်မှာဗာလဲဆိုတော့ဟိုပရမကဘာစစ်ပတ်ဝန်းကျင်တွေသူကဖြစ်နေကြပြီဗြိတိရှ်နဲ့ရုရှားတို့ကပေါင်းပြီးတော့ဒီမှာနေမြေတွေလာလုပြီဆိုတော့သူကနေမြေအများကြီးပစ်လိုက်ရတယ်အဲ့တော့သူကဗြိတိရှ်နဲ့ရုရှားကသူ့ကိုပေါင်းတိုက်တာအဲ့ချိန်မှာအီရန်ကပါရှားပေါ့နော်ပါရှားကနေမြေအကြီးကြီးပဲအဲ့ချိန်မှာသူကရုရှားနဲ့စစ်တပ်တော့ရှုံးတယ်ရှုံးတော့ အခုဒီနေ့ခေတ်အာမေးနီးယားနိုင်ငံတို့အဇာဘိုင်ဂျန်တို့ဂျော်ဂျီယာတို့ဒါအမေရိကန်ရှိတဲ့ဂျော်ဂျီယာမဟုတ်ဘူးဒါဂျော်ဂျီယာနိုင်ငံပေါ့နော်အဲ့ဒါတွေသူလွတ်လွတ်လိုက်ရပြီးရင်အရင်တော့သူကအာဖဂန်ကိုလည်းအာဖဂန်နစ္စတန်ပေါ့နော်အဲ့ဒါကိုလည်းသူကဩဇာလွှမ်းမိုးမှုရှိတယ်ဒါပေမဲ့ဗြိတိသျှတွေကအင်အားချဲ့ထွင်လာတော့သူအဲ့မှာလည်းသူလက်လျှော့လိုက်ရတယ်ပေါ့နော်1922ခုနှစ်ထိအုပ်ချုပ်ခဲ့တဲ့ကုနာကာဂျာမင်းဆက်ကိုအီရန်တမိုင်းမှာအာနေဇိုမင်းဆက်လို့သူသတ်မှတ်ကြတာပေါ့နော်တမိုင်းပညာရှင်တွေသတ်မှတ်ကြတယ်အဲ့လိုနဲ့ဒီမင်းဆက်ကလူကြိုက်နေလာတယ်လူလူထောက်ခံမှုနေလာတော့အဲ့ချိန်မှာ ဗြိတိရှားရဲ့အာဘေးထောက်ခံမှုနဲ့ရေဇာရှားဆိုတဲ့စစ်တပ်ရရှိတယောက်ကနေပြီးတော့အာဏာသိမ်းလိုက်တယ်။သူ့လက်ထက်မှာသူကတော်တော်လေးကိုပြုတ်ပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။သူကိုယ်တိုင်လည်းသူကမင်းဆက်တစ်ဆက်စပြီးထောင်လိုက်တယ်ပေါ့နော်။ရှားပြင်ဆိုပြီးတော့မင်းဆက်တစ်ဆက်ထောင်လိုက်တယ်။သူ့လက်ထက်မှာဘာသာရေးဖြစ်ချုံတွေတော်တော်လုပ်တယ်။အမျိုးသမီးတွေကိုဒါခေါမှုချုံနာတွေလုဆက်မလို့ပေါ့လေ။အဲလိုမျိုးသူကပြစ်ဖြတ်လိုက်တယ်။လမ်းတွေတံတားတွေဆေးရုံတွေစသဖြင့်ပေါ့နော်။အခြေခံအဆောက်အအုံတွေအကုန်လုံးလည်းသူကစောက်ပေးတယ်။ သူလက်ထက်မှာဒါအမျိုးသမီးတွေအခွင့်အရေးတော်တော်ပိုရလာတယ်လို့ပြောလို့ရတယ်ပညာရေးဘိုင်းကိုလည်းပြုပြင်ပြောင်းလဲရေးတအားလုပ်တယ်နိုင်ငံကသူလက်ထက်မှာတော်တော်ကြီးခင်မိလာတယ်ပေါ့နော်ဒါပေမဲ့ခင်မိတိုးတက်လာပြီမဲ့ဘ ਹੁ ချုပ်ကံမှုကရှိနေတော့တဖြည်းဖြည်းလဲကြာလာရောပြည်သူတွေလည်းဒါထိလာတာပေါ့နော်အဲ့တော့အစာပိုင်းမှာတော့တအားထောက်ခံကြပြီမဲ့နောက်ပိုင်းကျတော့ပြည်သူတွေလည်းအတန်ဒီမြည်လာကြတာပေါ့နောက်တစ်ခုရှိတာကဒုတိယကမ္ဘာစစ်မှာသူလက်ထက်မှာတော့ကအီရန်နိုင်ငံကသူကဘယ်ဘယ်ဘက်မှမပါဘူးပေါ့ ဘယ်ဘယ်နိုင်ငံဘက်ကမှမပေါဘူးဆိုပြီးတော့သူကကြားနေတယ်။ဒါပေမဲ့အဲ့ချိန်မှာဖြစ်နေကြတာဗြိတိန်နဲ့ရုရှားအဲ့တုန်းကတစ်ဖက်ဂျာမနီကတစ်ဖက်ဖြစ်နေကြတော့သူကစစ်ဖြစ်နေတဲ့အချိန်ဆိုတော့ဗျာအီရန်စီကထွက်တဲ့ရေနံတွေကနေစီရီလဲလိုတယ်။နောက်တစ်ချက်ကအီရန်ကအဲ့ချိန်မှာဂျာမနီကအရာရှိတွေဒီပညာရှင်တွေနဲ့နည်းနည်းနီးစပ်လာတော့သူကဂျာမနီဘက်ကိုပါဝါမှသူကကြောက်သွားတယ်။အဲ့ချိန်မှာဂျာမနီကကြောက်နေရတဲ့အချိန်လေဆိုတော့ သူကဘာလုပ်လိုက်လဲဆိုတော့ဗြိတိရှားနဲ့ရုရှားကခုနဗီဇာရှားဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်ဂျာမနီဘက်ဘာမှမကြောက်လို့အင်္ဂလိပ်နဲ့ရုရှားဝင်သိမ်းပြီးဖြုတ်ချပလိုက်တယ်1940ခုပေါ့လေနော်အဲ့တော့သူကဖြုတ်ချပြီးမဲ့သူ့နေရာမှာသူသားမိုဟာမက်ရီဇာကိုနေရာပြန်ပေးလိုက်တယ်နာမည်ကတော့ရှီလိုပေါ့နော်ကျွန်တော်လည်းသူသားရဲ့နာမည်ကိုဆက်လုံးပေါင်းလို့ရှင်အတန်တက်မှားမှဆိုလို့မိုဟာမက်ရီဇာလို့ပဲထားလိုက်တော့မယ်နော်သူသားလက်ထက်မှာလည်းသူကပြပြပြောင်းလဲရေးတွေဆက်လုပ်တယ်သူ့အဖေကခုနကလိုမျိုးသမီးရဲ့အခွင့်အရေးပေးတယ်လို့သူကလည်းပို့ပြီးတော့ပေးတယ် အဲသူလက်ထက်မှာအမျိုးသမီးတွေဒါမေဘေးခွင့်ရလာတယ်ပေါ့နော်ပညာရေးတို့စမှုလုပ်ငန်းတို့ဒါတွေကိုလည်းသူကပို့ပြီးတော့ဒုတက်အောင်လုပ်တယ်အနောက်နိုင်ငံတွေနဲ့လည်းဒါပို့ပြီးတော့အရင်းနှီးရဆက်ဆံရေးရှိလာတယ်ပေါ့နော်အထူးသဖြင့်သူလက်ထက်မှာအမေရိကန်နဲ့ဆက်ဆံရေးအကောင်းလာတယ်ဘာသာရေးမှာနိုင်ငံရေးကိုဝင်ဆက်ဖွဲ့ခွင့်မပေးဘူးပေါ့နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ခုနလိုဘာသာရေးကိုကန့်သက်ထားတာအမျိုးသမီးတွေကိုခေါင်းမီးမချုံဘူးလောက်တာတွေဆိုတော့သူကဘာသာရေးအတိုင်းဝန်းချမ်းမှာ မျက်စိစပုံးမွေးစူးစရာဖြစ်လာတာပေါ့မကြေမနက်ဖြစ်လာကြတာပေါ့အဲ့တော့နိုင်ငံကသူ့လက်ထက်မှာရည်နှံကြောင့်ချမ်းသာပြီးစီးပွားရေးတိုးတက်လာတယ်မြို့ပြလူနေမှုဘဝတွေလည်းတိုးတက်လာတယ်ဟိုဖွံ့ဖြိုးလာတယ်ပေါ့နော်ဒါပေမဲ့ဘ ਹੁ ချုပ်ကန်တဲ့စနစ်ဆိုတော့စင်းရဲချမ်းသာမညီမျှတာတွေဒီနိုင်ငံရေးဖိနှိပ်တာတွေဆက်ပြီးရှိလာတာပေါ့ရှိလာတော့ဂုဏကလိုလူလူမကြေနပ်တာရဲ့ ခုနကအပေါ်ကပြောခဲ့သလိုဘာသာရေးနဲ့ပတ်သက်လို့မကျေနပ်တာတွေနဲ့ဆိုတော့အမှလူမှုအုံကြွမှုတွေဖြစ်လာတယ်ပေါ့1989ကျတော့ Islamic Revolution ဆိုပြီးတော့အဲ့ဒီမှာနေသူတို့ဖျောက်ချခံလိုက်ရတယ်ဖျောက်ချခံလိုက်ရပြီးတော့ဘာသာရေးခေါင်းဆောင်အုပ်ချုပ်တဲ့အစိုးရတက်လာတယ်ပေါ့နော်ဒီနေ့ထိပဲဆိုပါတော့အဲ့တော့တက်လာတဲ့ဆိုရတဲ့မှာ Supreme Leader ဆိုတဲ့ဘာသာရေးခေါင်းဆောင်ကအနာရှိဆုံးလို့ပြောလို့ရတာပေါ့နော်အစပိုင်းမှာတော့ဒီပြင်သစ်မှာတွားကြီးခိုလုံနေတဲ့အယာတိုလာခိုမီနီဆိုတဲ့ဘာသာရေးခေါင်းဆောင်ကပေါ့နော်အဲ့ဒီမှာသူကအုပ်ချုပ်တယ်ဒါပေမဲ့စနစ်ပဲကြားလိုက်တယ်သူဆုံးသွားတယ်သူ့နောက်မှာ အယာတိုလာအလီခါမီနီဆိုပြီးတော့ဆက်ခံတယ်ပေါ့နော်ဒီနေ့ထိသူဆက်ပြီးတော့အဲရှိနေတုံးပဲပေါ့အဲ့တော့သူကဘာသာရေးခေါင်းဆောင်ကဒီနိုင်ငံမှာအာဏာအရှိဆုံးဆိုတော့သမရလေသူတော့သူ့လက်အောက်ကပဲသွားတယ်ပေါ့နော်တခုခုဆိုလဲဒါသူ့အတံပဲပြန်လုတ်ကြရတာပေါ့နော်အဲ့တော့ဒီအဖွဲ့ကတော့အနောက်အုပ်စုကိုဆန့်ကျင်တယ်တရုတ်နဲ့ရုရှားတို့နဲ့ကြတော့သူနှိစက်တယ်ပို့ပြီးတော့နှိစက်တဲ့ဆက်ဆံရေးရှိတယ်ပေါ့နော်ယင်းနေ့တဲ့ဆက်ဆံရေးရှိတယ်ဒေတာတွင်းမှာဆိုလို့ရှိရင်တော့အာ AI ရဲ့ ကဘာယံအနေနဲ့ကတော့ဒါတိကျတဲ့အတိုင်း X-ray ပေါ့เนาะ X-ray နဲ့ကတော့လုံးဝဘလူးမောက်ကိုပေါင်းစပ်လို့မရတဲ့အခြေအနေပေါ့လေအဲဒါကြောင့်မလို့သူကလည်း X-ray ကိုတိုက်ဖို့အတွက်ဟိုသူနဲ့ဘာသာတူမဟုတ်ပေမဲ့ Hamas တွေဆိုတာလက်နက်ထောက်ပံ့ပေးတယ် Hamas တွေဆိုတာကဆွန်နီမွတ်စလင်တွေပေါ့เนาะ Iran ကကြတော့ပုံမှန်ပြောခဲ့သလိုရှီးယားမွတ်စလင်ပေါ့เนาะဟိုရှီးယားနဲ့ဆွန်နီဆိုတာမွတ်စလင်ဘာသာချင်းတူပေမဲ့သူကအများအားအားပြိုင်နေကြတာပေါ့ဆိုတော့ဒီအရှိလေပိုင်းမှာရှီးယားတွေများတဲ့နိုင်ငံရှိရယ်ဆွန်နီတွေများတဲ့နိုင်ငံရှိရယ်ပေါ့ ဲ့တော့ရေဘူးရပြောလို့ရှိရင်ဆွန်နီများတဲ့နိုင်ငံဆိုလို့ရှိရင်အီရန်နဲ့မတည့်ဘူးရှီယာများတဲ့နိုင်ငံဆိုရင်အီရန်နဲ့တည့်တယ်အဲအဲ့လိုပုံစံမျိုးပေါ့အဲ့တော့ဘယ်နိုင်ငံတွေလဲဆိုလို့ရှိရင်ဒါရေဘူးရပြောမယ်ဆိုရင်အာဆီးရီးယားအဆက်လက်ထက်ပေါ့နော်ဆီးရီးယားအဆက်အုပ်ချုပ်တော်မှဆိုရင်လည်းရှိဒါအီရန်နဲ့တည့်တယ်အဆက်ကိုသူအများကြီးထောက်ပံ့ထားလို့လည်းအဆက်ဒါလောက်ထိတောက်ခံနေတာပေါ့နော်နောက်ပြီးကြလို့ရှိရင်ဒီအီရက်ကအရင်တော့ဆွန်နီအစိုးရအုပ်ချုပ်တာပေါ့နော်ဂျပန်ကျတော့ရှီးယားတွေအကောင်းလာတယ်ပေါ့နော်ဆိုတော့အခုလက်ရှိကြတော့အီရန်နဲ့လည်းသူအဆင်ပြေတယ်ပြီးရင်လက်ဘနွန်နဲ့လည်းအဆင်ပြေတယ်ပြီးရင် ရင်မြန်မာပေါ့ရင်မြန်မာဒါဟူတီတွေကတဘုံထပြီးတော့သူတို့ဖြုတ်ချလိုက်တာပေါ့နော်အစိုးရဖြုတ်ချလိုက်တော့ဟူတီဟူတီတွေအာဏာရလာဟူတီတွေကလည်းရှီယာဆိုတော့အဲ့တော့ယီမင်နဲ့ယီမင်နဲ့အီရန်ကလည်းတဲ့ကာတာနဲ့ကကာတာကတော့ရှီယာမွတ်စလင်မဟုတ်ပေမဲ့သူကဒေတာရင်းပင်လယ်ကွေ့နိုင်ငံတွေမှာဆိုလို့ရှိရင်အီရန်နဲ့အဆင်ပြေဆုံးနိုင်ငံလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့မတဲ့တာကကြတော့ဆွန်နီအများစုဖြစ်တဲ့ sorry အာရေဗျာတို့ UAE တို့ Bahrain တို့ Jordan တို့ Egypt တို့ဒီနိုင်ငံတွေနဲ့တော့အီရန်ကဆက်ဆံရေး အဆင်မပြေဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ sorry နဲ့ကတော့ဒီနောက်ပိုင်းဒါနည်းနည်းပြန်အဆင်ပြေလာတယ်ပေါ့နော်။တန်တမာဘိုင်းကပြန်ပြီးတော့သူတို့ဆက်ဆံရေးတွေလှုပ်လာကြတယ်ပေါ့နော်။အဲ့တော့လက်ရှိအီရန်မှာအဓိကအားပေးနေတာကတော့သိပ္ပံနဲ့သုတေသနလုပ်ငန်းတွေပေါ့လေ။အထူးသဖြင့်နျူကလ িয়ার ပေါ့။ကေတာကတော့အီရန်နဲ့ပတ်သက်တဲ့အနှစ်ချုပ်အချက်လက်လေးတွေပါ။ဆိုတော့တနင်္ဂနွေလောက်ဗမ်းလိုက်ဖင်းနေကျွန်တော်ကြိုးစားပြီးတော့တင်ပြထားပါရစေ။အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။ကိုယ့်အကူသုံးသပ်ပြီးတော့ လက်ရှိအခြေအနေကိုခမန်းနိုင်ကြပါစေလို့ပြောကြရင်လည်းဒီကောင်ချုပ်ပါတယ်